ရှမ်းပြည်နယ်မြောက်ပိုင်းမိုးမိတ်ခရိုင်မှာရှိတဲ့မိုးမိတ်မြို့နယ်မြစ်ဆုံကျေးရွာနယ်မပိန်းမြို့နယ်နန်းပန်းကျေးရွာကြားကိုစိုးစွတ်တက်ကဒီဇင်ဘာ6ရက်မနက်9နာရီဝန်းကျင်မှာလေကြောင်းကားနေ Jet Fighter 2စီးနဲ့ဘုံကျဲခဲ့တာကြောင့်စစ်ဆောင်ပြည်သူတွေအပါအဝင်9ဦးသေဆုံးခဲ့တယ်လို့မြေပြင်သတင်းမြစ်ကပြောပါရယ်။ဘုံကျဲတိုက်ခိုက်ခံရတဲ့ဒေသတွေကိုစိုးစွတ်တက်ကဖုန်းနဲ့အင်တာနက်လိုင်းတွေဖြတ်တောက်ထားတာတစ်နှစ်ကျော်ရှိနေပြီဖြစ်ပြီးလက်တလုံးမှာလည်းဆက်သွယ်ရေးအခက်အခဲကြောင့် သေဆုံးထိခိုက်သူတွေရဲ့အသေးစိတ်အချက်လက်တွေကိုတော့ MFP အနေနဲ့တိကျအတိမပြုနိုင်သေးပါဘူး။မိုးမိတ်မြို့နယ်ကိုစိုးစုတိမ်မိုက်ထိန်ချုပ်ပြီး9ရက်အကြာမှာလေကြောင်းကနေပုံကျဲခဲ့တာဖြစ်သလိုဒီဇင်ဘာ9ရက်ကစတင်ပြီးမြို့ဝင် ခေပင်တန်းလန်ဟော်နန်းစေတဲ့လက်ခုပ်ပင် တောင်ကိုင်းဒိုးပင်စတဲ့နေရာတွေမှာဈေးဆန်တချို့ပြန်ဖွင့်နေကြပြီးလူသွားလူလာတွေပြန်ရှိလာချိန်ပုံကျဲခံရတာဖြစ်ပါတယ်ပြီးခဲ့တဲ့နိုဝင်ဘာ30ရက်ကအင်အား900ခန့်ပါတဲ့စိုးစုစစ်ကြောင်းဟာ မိုးကုံမြို့ကနေတဆင့်မိုးမိတ်မြို့နယ်ကိုဝင်ရောက်ထိန်းချုပ်ပြီးနောက်မြို့ခံတွေကိုနေအိမ်တွေမှာပြန်လည်နေထိုင်ဖို့ဖိအားပေးခေါ်ယူနေသလိုဒီဇင်ဘာ9ရက်နေ့ထိပြန်လည်ဝင်ရောက် နေထိုင်တာမျိုးတော့မရှိသေးပါဘူး။လက်ရှိမှာတော့မိုးမိတ်မြို့ကိုအင်အား900နီးပါးရှိတဲ့အစိုးစုတပ်သားတွေကနိုဝင်ဘာ30ရက်ကလေးကဝင်ရောက်ပြီးနောက်မြို့ပေါ်မှာရှိတဲ့ဌာနဆိုင်ရာရုံးတွေနဲ့နေအိမ်တချို့မှာတဆွဲနေထိုင်ကြတယ်လို့ဒေသခံတွေကပြောပါရတယ်။ပြီးခဲ့တဲ့2024ခုနှစ်ဇန်နဝါရီလမှာမိုးမိတ်မြို့ကို ကချင်လွတ်မြောက်ရေးတပ်မတော် KIA ပြည်သူ့ကာကွယ်ရေးတပ်မတော် PDF နဲ့မဟာမိတ်ပူးပေါင်းအဖွဲ့တွေကထိုးစစ်ဆင်တိုက်ခိုက်ခဲ့တာဖြစ်ပြီးတော့၅လအကြာမှာပဲအပိသက်တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တာပဲဖြစ်ပါတယ်။မဘိမ်းမြို့နယ်ကိုတော့ကချင်လွတ်မြောက်ရေးတပ်မတော် KIA နဲ့ကချင်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ KPDF တို့ကပြီးခဲ့တဲ့2024ခုနှစ်ဇန်နဝါရီလမှာတိုက်ခိုက်သိမ်းပိုက်ခဲ့တာပဲဖြစ်ပါတယ်။